အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယာမကြီးမဆန္ဒရဲ့ရှင်နေရောက်လာတော့အုံနှောက်များဆိုရဝတ္ထုတိုးလေးကိုဖပြပေးချင်ပါရရှင်။ရှင်နေရောက်လာတော့အုံနှောက်များရှိလျာသောချောင်းဆိုးတန်ကမောက်ကုတ်ကုတ်ခန်းထဲမှနေပြီးအဆက်မပြတ်ထွက်ပေါ်နေသည်။ရက်သွားတော့မလို့လို့ရှိလိုက်စင်ကဲထဆိုးလိုက်နေမုံ။ ချောင်းတစ်ချက်နဲ့တစ်ချက်ကြားရင်အသက်ပင်ရှူနိုင်ဟမတူလေချောင်းချင်းချင်းလေးထဲတွင်အပြည့်သိမ့်နေရယူထားဟန်ရှိသောချွေးများနှင့်တလိများကလည်းချောင်းတန်နှင့်အပြိုင်တကူကူနှင့်အလူရက်မြည်နေပြန်သည်အင်းဒီဖွားကြီးလည်းဝတ်ခံနေရတာပဲယောဂါကလည်းမပြောက်သေးကလည်းမသေးနိုင်အင်းအပြင်ကုတ်ပြစ်တွင်ထိုင်ရင်ဝဲကုန်နေသောတမတ်ဖြစ်သူ ကိုအုံးမောင်ကစိတ်ပင်ပန်းစွာတွေးသည်ပိန်ချက်ပြကန်နေသောရင်ဘတ်ကလေးကို မောက်မောက်ပြီးကြွလာအောင်ကြိုးစားပန်းစားအသက်ရှူနေရသည်။အမေများ၏ရုပ်အသွင်ကို အခန်းတွင်ဝင်မကြည့်ပဲအထွေထဲ၌မြင်နေသည်။ရင်းချက်ပန်းနာဆိုတာကလည်းအင်မတန်ပျောက်ခဲတဲ့ယောဂပဲ။ကြက်သေးချစ်ကိုအစိမ့်လိုက်မျိုးချရမယ်ဆိုလို့ကြက်သေးကိုချစ်တီးစီကတောင်းတောင်းမီမျိုးခိုင်းပေါင်းလဲများလာပါပြီ။ကြက်သေးချစ်အစိမ့်လိုက်မျိုးခိုင်းဒီမှာပါ။ဗာမြန်မာစေးအင်္ဂလိပ်စေးကောင်မှမေမေရရဝင်မကြည့်ဖြစ်သေးကိုတော့ ဆမတရီတော့ပဲချမ်းလက်ထားလိုက်သည်ရက်စားကလေးရက်လိုက်၊ကွန်ရွက်ကလေးငုံလိုက်၊စားမီးပုတ်ကလေးမျိုးလိုက်နဲ့အမေမြိုင်သည်သူ့အသက်ကလေးကိုသူ့ကြံဖမ်းပြီးရှေးအောင်ဆက်နေခဲ့ရသည်ကိုလည်းအသိသာပင်ငါသာဆိုရင်တော့ဒီဝေဒနာဆိုးကြီးနေဆိုရင် အသက်ရှည်မနေခြင်းပေါ့ဗျာဘာလို့မှလဲဝုခံနေရတာပဲဟော့ကြည့်ဆိုပြန်ပြီချွဲတန်တလိတ်တန်များနဲ့ရောချွေးနေသောချောင်းဆိုးတန်က ကြားရသူပင်မောခြင်းလာသည် အခန်းကျင်းမှတလိဟတ်တန်ကိုကြားရသောကိုအုံမောင်ကလည်းကိုပြစ်ဘေးမြေကြီးပေါ်သို့တွေ့ကိုပြစ်ခနဲထွေးချလိုက်သည်ဝုတ်ခန်နေဝုတ်ခန်နေအင်းဝုတ်ဆိုရာကဗုဒ္ဓဟူးနံဆိုတော့လေးခန်းကနှစ်နေကခုနှစ်ဂျီတော့လေးနှစ်ခုနှစ်ဟာဟာဂျီပတ်ထိတ်စီးကလေးနှစ်ခုနှစ်များထွက်မလာမသိ15ရက်တခါတလာတခါအစိတ်မျိုး30မျိုးပူဆောင်နေရတော့လေ ကိုအုံးမောင်သည်ချီထိုးရန်စိတ်မကုန်သေးကြ။မပေါက်ပဲကုန်သွားသောငွေကိုနှမြော်တော်လဲ။ပေါက်ပြီးလျင်ရလာမည်ငွေကပိုပြီးဆွဲဆောင်အားကောင်းနေသည်။ကိုအုံးမောင်ရဲ့ကျုပ်တို့မှလက်လုံလက်စားစင်ရတာတွေပါ။တော်ရီချမ်းသာရောကျုပ်ခောက်မုတ်ရောင်းတာရောနှစ်ယောက်ပေါင်းမှအစိတ်30လောက်ရတာ။ကျုပ်တို့ရဲ့ချွေးနေစာကလေးကိုမတိချာမရေရတဲ့အလုတ်ကြီးလုတ်ပြီးမပြုံးကျင်စမ်းပါနဲ့။ဟုတ်မိမကတန်တန်ကြသည်။ သို့ပါတော့လဲတပတ်လင်းတစ်စိမ်15ချက်ဘုံမှာမထိုးရလင်ကိုအုံးမောင်စိမ်မပြုံးခလုတ်တိုက်လင်းလဲအတိတ်ကခွေးကြိုက်လင်းလဲနမိတ်ကောက်ပြီးကိုကိုကိုနေချင်းညချင်းချမ်းသာတော့မလို့ချင်နေသည်ငွေဆိုးတဲ့ငွေကလည်းတဲပြီးအချင်းကျန်တာပဲမြန်မြန်ရှိတဲ့လူတွေစီကိုသာသွားကျင်နေတယ်။နည်းနည်းမှမရှိတဲ့လူတွေစီကိုတော့လာဖို့စိတ်ကူးမရှိဘူး။ထွီးကိုအုံးမောင်ကမြေကြီးပေါ်သို့တတိထွေးချလိုက်ပြန်သည် တစ်ပတ်တစ်ပတ်30ဘိုးဝဲချတစ်လကို40တစ်နှစ်ဆိုရင်480ဒီငွေကိုသာစုထားမင်းဟင်းကိုအုံးမောက်ကနှမျောကြီးစွာနဲ့တက်ပြင်းချသည်တက်ပြင်းတာချခဲ့တော့လေအချိန်တန်လေးဟိုလူပြောသောနံပါတ်ကတိတ်ချတယ်လို့လို့နေမုံသူစိတ်ကိုသူမနိုင်မယ်35ချက်ဘူးလောက်တော့ချက်အုံးကြီးကိုကျူတင်မီတည်နေသည်တော်ကြနေဒီအဖွားကြီးကတေးအောင်မယ်မသားကြီးကလိုအောင်မယ် ကိုအုံးမောင်ကဝါကုပ်ပြပေါ်တယ်ပက်လက်လဲအိတ်လိုက်တယ်ဗာရန်ပင်ပေါ်မော့ကြည့်လိုက်တော့နေဝါရောင်ဗာရန်ရွက်များကကြဖြတ်ဖြတ်လှုပ်ခါနေသည်ကုန်ကိုအုံးမောင်ကြည်နေမိချင်းရွက်ဝါနှရွက်ကဖြုတ်ခနဲကြွေကသူ့နဘေးသို့တိတ်တိတ်ဆိတ်ဆိတ်ကြားလာသည်ဂျင်းရွက်တွေကြွေတယ်လို့ရောက်မှဖြစ်သူအမေမြိုင်သည်လည်းမကြမီကြွေရတော့မည်ဖြစ်ကြောင်းအလိုလိုတည်နေသည်တေးရွက်ကြွေးတယ်ဆိုတာကသူ့ဟာသူလေထဲလွင့်သွားသွားအိမ်ခေါင်းမိုးပေါ်ကျင်းကျင်း ရေကန်နေကြကြဘာရေးလဲအင်းလူဆိုရာကတော့ထွက်သွားပြီးဘဲရောက်သွားတယ်မသိဘူးကြံခဲ့တဲ့အသေးကောင်ကြီးကိုမြေကြီးထိရောက်အောင်ပို့ဖို့ကလွဲတာမှတ်လို့ချွဲတန်တလိတန်များနဲ့ရောပြောနေသောချောင်းဆိုးတန်ကိုကြားရပြန်၍ကိုအုံးမောင်မျက်နှာအလိုလိုရှုံသွားသည် မကြမီချောင်းဆိုးတန်ရက်သွားပြီနော်ဖယားကဲပါဖယားတုံရင်လိုက်မောစွာညင်ညူတန်ကြားလိုက်တော့အမေမြိုင်ဤတန်ကိုမပီမတကြားရသည် အမေစံပြုတ်မတောက်ချင်တော့ပါဘူးကွယ်အမေကလည်းလေစံပြုတ်ကလေးမှမတောက်ရင်အပြတ်သွားမှာပေါ့ဟောဒီမှာအပြဲချောက်ကလေးလည်းဖုန်လာတယ်အေးအေးသူမိမမှကျင်းနေအမေမြိုင်တို့အပြန်လန်ပြောနေသည်ကိုနားစွင့်ရင်ကိုအုံးမောင်နှကန်းကိုမတိမသားမဲလိုက်တယ်စံပြုတ်ကြီးပဲချင်းတော့ကမတောက်ချင်ဘူးတဲ့မချောက်ဖို့ပါတယ်ဆိုမှအေးအေးတဲ့ကျဲလဲတိလိုက်တဲ့ပါဇက်ပါလားဟုတွေးမိသည် ငချောက်ဖုတ်ကြွေးကြွေးခောက်ဆွဲပြုတ်ကြွေးကြွေးဒေတာကတော့တေခါနင်းနေပါပြီသူ့ကိုပေါ်တော့ဝဲဝီလွန်ကြလာတော့နီထွေးထွေးရောင်ဗာဒန်ရွက်ကြွက်ကို အသာပုတ်ချလိုက်သည်ဗာဒန်ရွက်ကခုပြစ်အောက်တွင်ခဏနာနေပြီးနောက်လေးတိုက်ရာဘက်သို့ရှက်တိုက်ပြီးလွန်ထွက်သွားသည်ဒါပေမဲ့တိမ်မဲ့အတူတူအိမ်ထဲမှာမသေးပဲလမ်းပေါ်မှာကားတိုက်ပြီးသေးရင်ဘလောက်ကောင်းလိုက်မတုံးကိုအုံးမောင်ကရုတ်တရက်တွေးလိုက်မိပြီးမှစိတ်ထဲတွင်အာနာတလူလူဖြစ်သွားသည် အိမ်ဘက်ကိုမလုံမလဲနဲ့ဖြက်ခနဲလန်းကြည့်မိလိုက်တော့ဖះဖះကဲတော်မူပါဖះဟူသောအမေမြိုင်၏အတန်တုံတုံကိုကြားရသည်ငါစဉ်းစားတာကိုများတိသွားလားမသိဘူးဟူကြွေးပြီးဒုံခနဲရှင်ခုံသွားတော့လေအဲ့ဒီလိုသာဆိုရင်မြုံမြုံမြက်မြက်ကိုရောချေးရမှာအတုပကြီးကိုနှုတ်ပြီးတာတောင်ထောင်းချပြီးကြံ့နိုင်သည် အဟေးဟူဆက်ပြီးတွေးနေမိသည်နှကန်းပဲ့နေသောတန်စလုံးဝါဝါထဲမှာ ချဲတောက်တောက်ဆန်ပြုတ်တဲ့တောက်ချင်းစရာမကောင်းလားပဲအစင်းကမလာရသည့်အချိန်ဆန်လုံးများကမနူးနဲ့ပဲမဆန်နေတော့ဆန်ပြုတ်ရည်ချင်းနဲ့လည်းပြေဆုံးခြင်းမရှိချင်းမိသွေးကိုချွေတာရတော့ဒီလိုပဲဖြစ်နေတော့မှာပေါ့ဆန်ပြုတ်တူနူးဤနေအောင်ပြုတ်ဖို့ဆိုတာမိသွေးဘလောက်လိုတယ်လဲအမေလဲတည်မှာပါတန်စလုံးထဲမှာဆန်ပြုတ်ကိုတန်ကျွန်းနဲ့မွေနေတော့အမေကိုချီးရင်မချင်းကစိတ်မကောင်းဖြစ်နေသည် တန်ကိုတန်ချင်းထိခတ်ပြီးတကြီးကြီးမြည်နေတော့လေအမေမြိုင်ကဆံပြုတ်တောက်ရမှာကိုပင်ပန်းနေဟန်နဲ့တစုံမှခတ်မတော့သေးချိန်အမေငချောက်ဖုတ်အေးအေးအမေမြိုင်ကငချောက်ဖုတ်လေးတစ်ဖက်ကိုကောက်ပြီးွားသည်မိသွေးအရှိန်နဲနေမှာဖုတ်ထားတော့အာပြဲကြောက်သည် ကျွတ်ကျွတ်ရွရွမနေပဲပြင်းကြွတ်ကြွတ်ဖြစ်နေသည်အမေမြိုင်ကအာစာရွေးဝါရင်ချောင်းတဟိုးဟိုးဆိုးပြန်သည်ရှင်ဘက်ဖီလိုလည်းမရ ကြောပြီလို့လည်းမရအမေမြန်ဤချောင်းကသူဟာသူ ရက်ချင်မှ ရက်တတ်သောချောင်းမုံမချင်ကစိတ်ပင်ပန်းဆင်းရဲစွာနေသူအမေအားငြိမ်ချနေသည် အမလီဖျားဖျားအမေမြန်ကသူ့လေချောင်းမြောင်မြောင်လေးကိုလက်ပိန်ပိန်လေးနဲ့အသားကိုင်းကမော်ဟိုက်နေသည်နှာခေါင်းနဲ့အသက်ရှူရတာအာမရ၍ပါဇက်ကဟာပြီးရောရှူနေရသည် အမေလည်းဂျီလိုနဲ့ပဲသွားတော့မယ်ချင်မရဲ့ မချင်ကငချောက်ဖုတ်ပကံလေးကိုငုံကြည့်ရင်တွေ့သည်သူငယ်စဉ်တုန်းကငရဲ့ကိုလုံးလေးနဲ့အလှကြီးလာခဲ့တော့အမေသူ့အပြုဖြစ်တော့လဲရင်းမောက်မောက်တင်ကောက်ကောင်းနဲ့အဝကြီးဝါခဲ့တော့အမေထိုးမေသည်ယခုတော့လဲတံပကံလေးကအပြဲ၆ကလေးလုံးပိန်လီ၆ကဲ့၍နေကြပြီအမေဤမြပိန်သွားနိုင်လိမ့်မည်ဟုရခင်ကလုံးဝမချင်ခဲ့မိကြအမေရဲ့အေး အမေကရေကိုတငုံတောက်သည်ထို့နောက်ပါဇက်ချိန်မှာဝါရီမကြည်သေးသောငချောက်ဖက်ကလေးကိုကြမ်းကြားတဲ့သူထွေချလိုက်သည်အမေကအပြဲကြောင့်မစားချင်မှုချင်ပါရဲ့ငါကလည်းကြားကလွဲလို့မကြွနိုင်တံပကံလေးရင်းငောင်းစင်စင်လဲနေသောအပြဲချောက်သုံးလေးဖက်ကိုငေးကြည့်ရင်မချင်းစိတ်အားငယ်ခြင်းလာသည် အမေမြိုင်ကစံပြုတ်တစုံနှစုံတောက်တော်လဲငချောက်ဖက်ကိုချမနိုင်တော်ခြင်း အမေကိုကြည့်ရတာကမထမ်းရုပ်ကလေးလိုပဲရဲ့ရဲ့ကလေးပဲကြံတော့တယ်။အမေအားရှိအောင်လည်းငါမချွေးနိုင်။အမေနေကောင်းအောင်လည်းငါမကူနိုင်။မချင်ကတက်ပြင်းချသည်။ငရဲ့၆ဖုတ်စားပေါ်ပေါ်လေးကို စီရွှဲရွှဲဆမ်းပြီးပြင်းတော့အမေကြိုက်မှာပဲဟုကြွေးပြီးနေရင်မှာဈေးကြီးသောငရဲ့၆ကိုအမေအတွက်တကူတကဝယ်ပြီးမိဖုတ်ပေးဖြစ်လိမ့်မည်မဟုတ်သေးကိုလည်းကိုကိုကိုတည်နေသည်။သို့တော်လည်းအမေတည်တော့မှ အမေရဲ့အမေရဲ့ဟောဒီမှာအမေစားကျင်တဲ့ငရဲ၆လေးလေးတမီးဖုတ်ပြီးစီစမ်းလာပါပြီအမေရဲ့ချပြီးစားလဲပါအောင်ဟုတန်းကြပြီးငိုရမှာကိုကြောက်သည်ရှက်လဲရှက်သည်အမေမှာအချိန်လဲတိတ်မကြံတော့ပါဘူးအမေမသိခင်လေးမှာအရသာရှိတာလေးငါကြွေးရမှာပေါ့ကြွေးတင်ရင်တင်ကြွန့်ဖြစ်ရင်ဖြစ်မချင်ကမတိမတာအန်ခဲပြီးစိတ်ကိုတင်းသည်ကြွေးအင်းကြွေးဆိုလို့ခုပဲစားကြွေးက900ရှိနေပြီ နေပြန်ကြိုးက200ကျွေးကိစ္စကိုစဉ်းစားနေတော့မကျင်ခေါင်းထဲတွင်ချိန်ခနဲဖြစ်သွားသည်ငရံ6ကိုလည်းရုတ်တရက်မိသွားသည်အင်းမပြောကားမဆိုကားအမိများတခုခုဖြင့်ငွေကလိုအောင်မယ်ချေးရ900အောင်မယ်အပေါင်းမပါပဲချေးရတာလဲအတူကြီးကြီးပေးပြီးရှစ်ခုဦးတင်စံပြုတ်ပကံမွေနေတော့အမေမြိုင်ဤလက်ချောင်းပိန်ပိန်ကလေးများကိုငေးချည်ရင်မချင်ဝန်းနေဝန်းသားဖြစ်နေသည်တို့တော့ ချုပ်ဝမ်းနေနေသောစိတ်ကအမိကျော်ဖြစ်နေသည်ကိုကသတိမချမိပေ။ဖဲဝိုင်းလို့ရင်တော့ဇေယိတ်ကြီးရဲ့ပြင်မြတ်တောင်မြတ်နိုင်တယ်။မကျင်သည်ဖြတ်ခနဲတွေးလိုက်ပြီးမှ အရသာခံရမရသောစံပြုတ်ကိုစူးစားပြီးမြူချနေသောအမိကိုမလုံမလဲလှမ်းကြည့်မိသည်။သူ့ကောင်းတဲ့ကိုချိုတွေးရောက်လာသဖြင့်မကျင်သည်ကိုကိုကိုအဖြစ်တင်ရင်အကျွေးကိုဖြတ်မချပဲဆက်တွေးနေသည်။အမိဖဲကိုမုံကြောင်တရက်လုံးသေးသည်။ အဖေသည်ဖဲဝိုင်းတွင်ညင်ခုံရဖြစ်ရမှာဈာထိုးခံရပြီးတေဆုံးခဲ့ရသောကြောင့်ဖြစ်လေသည်ချိုးစင်ကမှကျင်စနေခံရှိပြီးဖြစ်သည်ဖဲသမားမသားဆိုပေမဲ့ဖဲဝိုင်းမထောင်ရဘူးဟဲ့အကောက်မရလို့အချွေးတော်တဲ့ငဲတိတ်ချီအောင်နစ်ချင်နဲ့ဒီဖဲကိုဒီတသက်ငှအိမ်ပေါ်မတင်ရဘူးဟုအမေကကျင်းမစွာပြောခဲ့သည်ကုန်မကျင်းမမီသည်အမေဖဲကိုကြလောက်မုံမန်းသိရတာနဲ့ငါဘာလို့ဒီလိုတွေးရတာလဲ မတ်ကျင်ကသူ့ကိုသူမင်းရင်တပ်ပြင်းကိုဟင်ခနဲချသည်ခြုံနောက်ဒါဆိုရင်စားကျွေး900ရော နေပြန်တိုး200ရောခြေသွားနိုင်တယ်ဟုဆက်ပြီးတွေးမိပြန်သည်တမီးအမေမြိုင်ကခေါ်တော့မတ်ကျင်လန့်သွားသည် သူတွေးနေတာတွေကိုကြားသွားပြီးအချင်းနေရင်းတွေတစ်ဖက်ဖက်ခုံသွားသည်အမေမြိုင်ကစံပြုတ်စလုံးလေးကိုလှမ်းပေးပြီးရော့အမေမတော့နိုင်တော့ဘူးဟုပြောသည်အချင်းရင်ခုံကမရန်နိုင်ပေ အမေဤချုံချနေသောမျက်နှာပိန်ပိန်လေးကိုကြောင်ကြောင်ကြောင်နဲ့ပြန်ကြည့်နေပြီမအမေဖဲထုတ်အေးအေးငါချောက်ဖို့မစားတော့ဘူးလားဟုအယောင်ယောင်အမားမားနဲ့ပြောလေသည်အမေချမင်းစားပြီတန်ကျိုးကအိမ်ထဲသို့ဂျိုးကလေးတစ်လုံးလိုလှိမ်ဝင်လာသည်စံပြုတ်စလုံးကမ်းပြီးချလာတော့သူ့အမေမှကျင်ကုန်မြင်တော့လေအရှိန်မတတ်နိုင်မဲကြဲကြဲဝင်ပြီးတိုင်မိသည်မြောက်လောက်လှုပ်လိုက်ရင်ဒါမျိုးကြီးပဲ မကျင်ကလက်ထဲမှလွတ်ကျသွားသောဇလုံးကိုမကောက်နိုင်သေးပဲတန်ကျိုး၏ခေါင်းကိုအရင်ခောက်သည် မကြာခဏအခောက်ခံနေကြဖြစ်၍အေးချူနေပြီဖြစ်သောတန်ကျိုးကသူ့ခေါင်းကိုပုတ်ပင်မပုတ်မီတော့ပဲဘာဟင်းုံပြအမေရဟူမင်းရင်မီးဖို့ဘတ်တော့ဝန်ပြေးသည် နေဖေရော ဟုတ်ပါလေတန်ကျိုးကဗာရန်ပင်ရိတ်မှသူ့အဖေကိုလက်ညှိုးချိုးပြသည်ဘာလုပ်နေတာလဲထိုင်နေတာလဲ ရေတော့မထမ်းသေးဘူးလားလို့မေးတာဟဲ့ထိုင်နေတာတော့ငါမြင်တာပေါ့ရေတိုင်မှာပုံးနေမှစီလို့ရေကတော့အဖွားမြိုင်သေးပေါက်တက်လောက်ပဲကြားတယ်ကြောက်ကြောက်ကြောက်နဲ့တန်ကျိုးကချမင်အိုကိုဖွင့်သည်လက်ကချမင်အိုကိုနှိုင်နေရင်မျက်စိကငပိရေအိုကိုလှမ်းကြည့်သည်ငပိရေမရှိရင်လေတန်ကျိုးကချမင်ကိုစားဖြူပြီးမြုပ်သီးစိမ့်ကြိုက်ကစားနိုင်သည်အမေကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲအင်း၈နှစ်ပြည့်ပြီထင်ပါရဲ့ဘာလို့လဲ အောင်အဖေကကျွန်တော်လဲရေထမ်းမယ်ဆိုတော့မင်းငယ်သေးရဆိုလိုပါအမေမြိုင်မစားနိုင်တော့ငဖောင်ရိုး၆ဖုတ်ကိုတန်ကျိုးကခုံမင်းနှစ်သက်စွာဝါနေသည်ဖုန်ထဲတဲတဲ့တွင်လူရွေစော်လာတော့ကြောင့်သူ့တကောလုံးပေးပြီးမဲနေသည်ကျောင်းကဆရာမအစာမစားမင်းလက်ကိုစင်စင်ဆေးရမည်ဟုဆုံးမခဲ့တော်လဲတန်တိုးကကျောင်းကစကားကိုကျောင်းမှာပဲထားခဲ့သည်ယခုလိုကျောင်းကြကြီးပိတ်ထားတော့ပိုရိပ်ပင်မိသေးသည် ငကိုယ်တဲကမကျင်းညက်သေးတော့အလီပေါင်းများစွာကိုလည်းမရတော့ပင်စွန့်လိုက်စားလိုက်နေမုံသူကောင်းတဲ့တွင်ချင်းဘောလုံးတရေခွင်ကြောက်တုံးစသည်များသာရှိတော်သည် အမေကျော်နိုင်မင်းကလည်းရထားပေါ်မှာစီးကရက်ရောင်းမဲတဲ့ဟုတ်လားမတ်ချင်ကတလုံးချိုင်လေးတွေတွင်ဂျမင်းထဲသည်အိမ်မှာစားနေရလင်ကြာရော့မည်ခေါမုတ်လို့ရင်စားတော့မည်ဟုစဉ်းစားမိ၍ဖြစ်သည်အော်အမေအမကမလိုက်တဲ့ အမေမြန်မြန်လာပါသူအင်တာတက်ချင်လာပြီတဲ့အေးအေးအခုသွားမှာပါခေါမုံဆိုင်ကိုဆန်းနေရွယ်သမီးလက်ထဲအခင်ရသည် သမီးကအကျော်လေးကူဖော်လောက်ဖဲရနေပြီမုံမချင်အချိုင်ငယ်တတ်တာသည်အခုလိုကြောင်ပိန်နေတော့ပို့ပြီးတော့ပင်ဟန်ကြနေလေသည်ငချဖို့ကိုအကုန်မစားပြနေနေ့ဖင်းနဲ့နေ့မဖို့ချန်ထားအောင်မချင်ကသူ့ထမင်းချိုင်ထဲသို့ငပီရေလောင်းချလိုက်ပြီငချောက်ဖတ်သုံးလေးဖတ်ချဲသည် ဟောအမေချောင်းဆိုးပြန်ပြီ။ရှေးလျသောချောင်းဆိုးတန်ကိုကြားရပြန်တော့မကျင်မော၍သွားသည်။ခြေလန်းကအတိုင်ငယ်တုံသွားသည်။အဖွားမြန်ကလည်းအမေချောင်းဆိုးနေတာပဲ။တန်ကျိုးကစိတ်ပြတ်တယ်လို့ပြောသည်။ချုံနောက်သူ့မိမကျင်နာတို့ကပ်လာပြီ။ခက်ကြိုးကြိုးမေးသည်။အမေအဖွားမြန်ရင်တိတ်ခါနေပြီလားယင်။ဟဲ့ကောင်လေးဘာလို့ရှောက်ပြောနေတာလဲ။မကျင်ကရင်ထဲတွင်တိတ်ခနဲဖြစ်သွားပြီ။တန်ကျိုးကိုမျက်လုံးပြူး၍ကြည့်သည်။ အဖေကပြောတယ်အဖွားမြိုင်တိခါနီးနေပါပြီတဲ့တန်ကျုံးနော်တလေးဟတ်တန်နဲ့အကျုံဖယားဖယားဟူသောတန်ကြာတန်ကိုကြားရသည် ပင်ပန်းကြီးစွာသက်ရှူနေတန်ကိုဆဲ၍ကြားရသည် အဖွားမတားကြရင်အမေဖဲဝိုင်းထောင်မှလာရင်တန်တိုးကအရေးကြီးသောအမူအရာနဲ့ခတ်တိုးတိုးမိသည်ဘာဖြစ်လို့လဲမချင်ကတန်တိုး၏ကောင်းကိုကြောက်ခနဲ့ခောက်လိုက်ခြင်းတော်လေမခောက်သေးပဲအတန်ကိုနှိမ်၍ပြန်မေးမိသည် အမကပြောတယ်။အင်းဖဲသမားတွေကညဘက်ဆိုရင်တိတ်စားတတ်တာတဲ့။ဟိုတခါကြာကြီးဖိုးတေတော့ကအမေနဲ့သူနဲ့ညဘက်ခေါမုတ်သွားရောက်တာအများကြီးရောက်ရတယ်တဲ့။အတုပအိမ်ဘေးကကျမရဲ့တွင်သူတို့သားမေးခေါမုတ်သွားရောက်တာမှချင်းပြန်တွေးမိတယ်။လက်မလဲအောင်ရောက်ခဲ့ရတာအမှန်ပဲ။ဒီတော့လေအင်းဒီတော့အဖွားမသားကြရင် အမက ဖဲဝိုင်းရှင်ရင်တိတ်ကောင်းပါတဲ့။သူကခေါမုတ်ရောက်မယ်တဲ့။ကျွန်တော်ကဘဲဥပြုတ်ရောက်ပါလားတဲ့။ စီပွားရေးသမားကြီးလို့ခက်ကြွားကြွားပြောတော့တန်ကြိုအားငေးကြည့်ရင်မတ်ကျင်ကောင်းနေရင်ထုံချိုင်းပြီရီဝေးလာတယ်လို့လို့ရှိသည်သူတို့တွေအဖွားတိမ်မှာမစိုးရိမ်ဘူးလားဘာလို့ဒီလိုတွေးရတာလဲဘာလို့ဒီလိုပြောရတာလဲဟုစဉ်းစားနေရင်မှအတုပအိမ်ဆိုတာဖဲဝိုင်းရှိတတ်ကြပဲဒါအဆမ်းမှမဟုတ်တာအမေနားလည်းမပါဟုဆက်ပြီးတွေးနေမိပြန်သည်အခန်းကျွမ်းမှာအဖွားမြန်ဤချောင်းဆိုးတန်ကုန်အဆက်မပြတ်ကြာရပြန်သည် ဖရာဖရာကဲတော်မူပါဖရာဟုတုံရင်လိုက်မောစွာတန်ကြတန်ကိုလေတဆက်သေးကြာရသည်။နောမေကျွန်တော်ဘဲဥပြုတ်ရောက်မယ်နော်အမေ။တန်တို့ကမှချင်းလက်ကိုလှုပ်ပြီးထပ်ပြောသည်။နှာခေါင်းဝါးမှယူစည်းကြလာတော့နှစ်ချင်းများကိုရွှေကနေပြန်ချုံသွင်းရင်နောနောဟုဆက်ပြီးယူနေသည်။ဖုန်တွေတဲရီလူဝီပေနေသောတန်တို့ဟာမှချင်းကမမြင်ဘူးသူလိုငေးကြည့်နေသည်။ ကောင်းကိုတော်တော်ကြီးရမ်းပြလိုက်မည်ဟုစိတ်ကိုယ်သည်သို့တော့ဘာဖြစ်လို့များကောင်းကိုမတိမသားငြိမ်းလိုက်မိသည်ကိုရောသူကိုယ်သူမသိတိအောင်လည်းမတွေ့ကြတော့ပင်မာဆနာတာရာမဂဇင်း1988ဒီဇင်ဘာဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆီယာမကြီးမဆန္ဒရဲ့ရှင်နေရောက်လာတော့အုံနာများဆိုရဲဝတ္ထုကြိုးလေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်